ရန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့73စီလုပ်ငန်းရှင်များကိုနိုင်ငံတော်ဗဟိုဘဏ်မှဒေါ်လာသန်း130ထုတ်ရောင်းတဲ့သတင်းဖြစ်ပါတယ်။အခုဧပြီလအတွင်းနိုင်ငံခြားငွေကြေးစည်းကမ်းမှာ73စီလုပ်ငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာသန်း130ထုတ်ရောင်းပေးထားတယ်လို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့အချက်အလက်တွေအရသိရပါတယ်။ ဧပြီလ9ရက်မှာ73စီလုံငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာတန်30 76ရက်မှာအမေရိကန်ဒေါ်လာ55တန်နဲ့22ရက်မှာအမေရိကန်ဒေါ်လာ25တန်ရောင်းချမယ်လို့ထုတ်ပြန်ခဲ့တာပါဘဟုပန်အနေနဲ့ AD license အပန်းတွေပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေပါဝင်တဲ့ FX Market Online Trading Platform ကနေရောင်းချပေးနေတာဖြစ်ပါတယ် ်လက်ရှိ FX market online trading platform မှာနိုင်ငံသားငွေအယောင်ဝယ်လုပ်နေတဲ့ဈေးနှုန်းကတော့ American dollar ကို3600ကျပ်ဖြစ်တယ်လို့သိရပါတယ်အခုအခါမှာအရန်73စီအနည်းနဲ့နှစ်ပတ်စာဒူလောင်ထားနိုင်ပြီးအယောင်းဆိုင်တွေမှာ73စီပြည်လည်မှုမရှိစေဖို့အတွက်စီမံဆောင်ရွက်နေတယ်လို့သိရပါရဲ့ရှင်။